ကက်ရှမီးယားမှာအရဲသားတွေကိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအိန္ဒိယကဧပြီ23ရက်မှာပါကစ္စတန်ကိုတန်တမန်ရေးစီမံချက်တွေနဲ့ပြန်လည်တုံ့ပြန်ခဲ့ပြီးနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုမူဝါဒကိုထောက်ပံ့ကူညီပေးနေတယ်လို့ပါကစ္စတန်အစိုးရကဆွဆွဲပြောကြားခဲ့ပါတယ်။ပါကစ္စတန်ကဒီတိုက်ခိုက်မှုအတွက်တာဝန်ရှိကြောင်းဆွဆွဲချက်ကိုညှင်းဆို့ခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယချင်းနိုင်ငံကြားဆက်ဆံရေးကိုနှစ်ပေါင်းများစွာအတွင်းအနေဆုံးအဆင့်အထိရောက်ရှိစေခဲ့ပါတယ်။ ဧပြီ22ရက်ကအိန္ဒိယဗတ်ချမ်းမှာရှိတဲ့ကက်ရှမီးယားမှာတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးလူ26ဦးသေဆုံးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာအရဲသားတွေကိုပြစ်မှတ်ထားပြီးဒေသရင်းခရီးသွားလုပ်ငန်းကိုအထိနာစေခဲ့ပါတယ်။အခုဖြစ်ပွားတဲ့တိုက်ခိုက်မှုဟာစစ်သွေးကြွတွေနဲ့စစ်သားတွေအကြားပုံမှန်ဖြစ်လိဖြစ်ထရှိတဲ့အသေးစားတိုက်ခိုက်မှုတွေနဲ့ကွဲပြားခြားနားပါတယ်။ဒီတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့အိန္ဒိယကပါကစ္စတန်ကိုဆန့်ကျင်တဲ့ တန်တမန်ရေးစီမံချက်တွေကိုချမှတ်ခဲ့ပါတယ်။အဲ့ဒီထဲမှာအဓိကကုန်းပြင်နဲ့နမိတ်ကိုပိတ်ပြီးမြင့်ရည်မျှဝေခြင်းဆိုင်ရာသဘောတူညီချက်ကိုရပ်ဆိုင်ခဲ့ပါတယ်။ပါကစ္စတန်အစိုးရအနေနဲ့ပြန်လည်တုံ့ပြန်သွားမှာဖြစ်ကြောင်းပါကစ္စတန်ဒုဝန်ကြီးချုပ်အိုက်ရှက်တာကပြောကြားခဲ့ပါတယ်။သေဆုံးခဲ့သူတွေထဲမှာတဦးကနီပေါ်နိုင်ငံသားတွေဖြစ်ပြီးကျန်သေးဆုံးသူတွေဟာအိန္ဒိယနိုင်ငံမှာနေထိုင်သူတွေဖြစ်ပါတယ်။နိုင်ငံတော်မှာပူဆွေးနေကြတဲ့ကျန်ရင်းသူဆွေမျိုးတွေက သေဆုံးသူတွေအတွက်အတုပအခမ်းအနားတွေကိုပြုလုပ်ခဲ့ပြီးပြည်သူတွေကဖျောင်းနိုင်မီထွန်းခြင်းဝန်내ခြင်းအထိမ့်မဲ့တွေကိုလည်းပြုလုပ်ခဲ့ပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကဒီတိုက်ခိုက်မှုကိုတရေဘောကြောင့်နဲ့လုပ်ရလို့ပြောကြားခဲ့ပြီးတိုက်ခိုက်သူတွေကိုရည်ရွယ်ဆောင်ရွက်သွားမယ်လို့ကတိပြုပြောကြားခဲ့ပါတယ်။သူတို့တွေရဲ့မကောင်းတဲ့လုပ်ရက်တွေကဘရောမအောင်မြင်မှာမဟုတ်ပါဘူးလို့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မိုဒီကပြောကြားခဲ့ပါတယ်။